အဲရီးသားကသူများလိုမဟုတ်ကိုကလေတက်ပြောင်နေရပဲလို့ကျန်တယ်သူအရင်တော့ခွေးဖြစ်ဖြစ်ကွာကိုနဲ့ကြိုက်တဲ့အချိန်မှာလုံးဝမင်းသားပဲသူ့ကိုကြည့်လိုက်တာတန့်ပြန့်နေရမယ်အဲ့လိုမျိုးကိုကိုရဲ့ဘာဝယ်ပေးပါဆိုတော့ကိုကိုဘာလို့လဲဝယ်ပေးမယ်အဲ့လိုကောင်းပါလေမျိုးဒီခါကျပြက်သွားတဲ့ရီးသားရဲ့တော့မှဒါအော်ဒီဟာဆိုရင်သူ့အရမောင်းနဲ့လိုက်မှာပဲအဲ့လိုမျိုးဆိုဈေးဘလောက်ကြီးကြီးနော်ကိုအတွက်ဆိုတော့မှကိုကစဉ်းစားသေးတယ်ပြောချင်တာဖနက်ဆိုလို့ရှိရင်ကိုကအစစ်စီးချင်မှစီးမယ်ဒါပေမဲ့သူ့အတွက်ဆိုအစ်စ်ပဲဘယ်မှာအတူမပေးဘူးလေကိုကအယူမဟုတ်အပေးသမားကိုကချူစားတယ်မှမပါဘူးမဟုတ်ကောမထားသေးလား သိန်းတစ်ထောင်ဝင်းကျင်လာဝါအပြပြဆိုလည်းပေကျိုးနဲ့ဆွဆွမရတော့ဘူး။နောက်တကျိုးပဲတန်းဆွဲပါ။အဲ့တော့ Facebook မှာအဲ့ဒီပြတ်သွားတဲ့လူဆိုလို့ရှိရင် friend ဖြစ်ဖြစ်ပါ friend ဖြစ်ပါ။အဲ့ချဲရီးသားဟောင်းနေကလုံးနဲ့ friend ဖြစ်ပါ။ရီးသားဟောင်းနေတအားချစ်တာလို့မျိုးသူတို့သူတို့ချစ်တယ်နဲ့ပြည်စုံများ။ကိုရီးယားလည်းအဲ့လိုပတ်သက်မှုမှာကျတော့အဲ့လိုအမိခင်မြတ်တာအပြည့်ပေးခဲ့တဲ့ခါကျတော့စင်တီပါတယ်။ဘယ်နဲ့ချိန်လေးတဲ့ရီးသား မိမကောင်ဟန်ဆောင်ထားတဲ့မိမပြက်တဲ့အကြောင်းမိန်းကလေးကညီလေးတို့အဓိကမကြိုက်ရတဲ့အကြောင်းရင်းကပါတယ်ဒီဗီဒီယိုလေးကိုအစာဆုံးကြည့်ပြီးသွားဆိုရောမိမပြက်အင်္ကာရဲ့တွေကောင်းကောင်းကြည့်တတ်ပြီးတော့ရှောင်းတက်သွားမှာဖြစ်တဲ့အပြင်ကိုမိန်းကလေးတွေယောက်ျားလေးကိုအဓိကမကြိုက်ရတဲ့အကြောင်းလေးကိုတိပါမှာ ဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့အဆိုတော် Cherry Tin ကိုအင်တာဗျူးလုပ်ထားတဲ့ဗီဒီယိုဖြစ်ပါတယ် Cherry Tin ကိုတည်တယ်လို့ရှိပါလားကိုမအောင်မှာရေးထားတာပါကဘာလှက်အမေရိကန်အချစ်ပညာရှင် channel ကကြိုးစားပါတယ်ဘယ်နေရာကြည့်နေလဲကိုမအောင်မှာရေးထားပါ တို့ဘယ်လိုပြောရမလဲအတို့ကကွာအဲ့လိုဘယ်လိုပြောရမလဲအဲချဲတခုခု share ပြီဆိုရင်ချဲသုံးတဲ့ emoji ကိုကြည့်ပြီးတော့သူကအဲဒီဘသူပြောပါလဲအဲ့ဒါငါမဟုတ်ဘူးနော်အဲအဲ့လိုမျိုးပေါ့နော်အမဟုတ်ပါဘူးငါ့ဘာငါဒီတိုင်းပဲတင်တာပါအဲ့လိုပြောလည်းမရဘူးအဲ့လိုရန်တွေ့တဲ့ ex လည်းရှိရအကုန်လုံးပေါ့နော်အဲ့လိုချစ်ကြပါတယ်သူတို့ကိုရီးယားလည်းအဲ့လိုပတ်သက်မှုမှာကျတော့အဲ့လိုမိခင်မြတ်တာအပြည့်ပေးခဲ့တဲ့ခါကျတော့စင်ပြေပါတယ်မမမမခေါ်ယူပြီးပြောနေလိုက်ကြတာเนาะရေးစားဟောင်းနေတဲ့ Facebook မှာတင်ရင်ချင်းဖြစ်နေတော့ပဲအဲ့တော့ သူဘာတင်တင်ရင်းစားဟောင်းလျာဒါငါနဲ့မဆိုင်ဘူးเนาะငါ့ကိုပြောတာမဟုတ်ဘူးမတူပြောရတယ်လာပြောတယ်အဲ့လာကြောင့်ညီလေးကိုအမြင်နဲ့မှတ်တာရင်းစားဟောင်းနေတဲ့တញ្ញံချင်းဖြစ်နေတဲ့အမျိုးသမီးရေဆိုတာမိမ့်မပြတ်တမျိုးပဲဘာကြောင့်လဲဆိုတော့ရင်းစားဟောင်းတွေကိုအခွင့်အရေးထပ်ပြီးတော့ပေးထားတဲ့ပေါ့သူဘာတင်တင်ရင်းစားဟောင်းတွေက response ပေးဖို့အတွက်အခွင့်အရေးရှိပါမယ် ောက်တော့ပါပြတ်သွားပြီလေဘာမှအကြောင်းမရှိတော့လေဘာကြောင့် Facebook မှာတရင်ချင်းအဖြစ်နဲ့ထားတာလေ attention လိုချင်လို့ပေါ့ညီလေးတို့တကယ်ချစ်တဲ့မိန်းကလေးဆိုတာညီလေးတို့စီရ attention ပဲလိုချင်တယ်ကြံတဲ့ဒီဇိန်း attention ယောက်ျား attention ဆိုရင်လုံးဝမလိုချင်ဘူးเนาะချီနတ်ရှူနေတယ်လို့ပဲ တခြားယောက်ျားလေးစီကလာအထန်ရှင်းဆိုတာအဲ့လောက်ထိရော mainly ကညီလေးကိုတကယ်ချစ်တယ်ဆိုရင်အဲ့လောက်ထိနမ်းလာတခြားယောက်ျားလေးဆိုအနားအောင်ကတ်လို့မရနော်ဖယ်ထားလာအဲ့မျိုးဆိုတော့မမိမ်မကောင်းအဲ့ကြောင့်ဒီလောကကြီးမှာမိမ်မကောင်းဟန်ဆောင်ထားတဲ့မိမ်မပြက်တွေရှိတယ်အဲ့ဒီမိမ်မပြက်တွေကိုရှောင်ရှားနိုင်ဖို့ဆိုတာအရင်အရေးကြီးတယ်ဒီလိုမျိုး Facebook ပေါ်မှာ အရေးကြီးစားဟောင်းတွေနဲ့တယံကြီးဖြစ်ထားတဲ့မင်းကလေးပြည်မိမပြက်တွေရှိပါလားရှိတယ်ဆိုရင်ကိုမအောင်မှာမရှိခေါ်တာပါဟုတ်ကိုကတည်းကကိုနဲ့ကြိုက်လိုက်တဲ့ရီးသားကသူများလည်းမဟုတ်ကိုကလေတောက်ပြောင်နေရပဲလို့ကျန်တယ်။သူအရင်တော့ခွေးဖြစ်ဖြစ်ကွာကိုနဲ့ကြိုက်တဲ့အချိန်မှာလုံးဝသူကဖြစ်နေရမှာ လုံးဝမင်းသားပဲသူ့ကိုကြည့်လိုက်တာတန့်ပြန့်နေရမယ်အဲ့လိုမျိုးကိုယ့်ရဲ့စိတ်ကလေးဘယ်လိုလဲဆိုတော့အာဒီကိုနဲ့တွေ့တဲ့ဘဲကလုံးဝတောက်ပြောင်နေရမျိုးပဲဖြစ်စေချင်ကိုကွာကိုကိုရဲ့ဘာဝယ်ပေးရဆိုတော့ကိုကိုဘာလို့လဲဝယ်ပေးမယ်အဲ့လိုကောင်းပါလိမ့်မျိုးအဲ့လိုမျိုးအဲ့လိုကြားလိုက်တဲ့အတွက်ကြောင့်အဲ့ဒီကောင်မလေးကိုမိမကောင်းလို့ထင်ထင်သွားလိမ့်မယ်အဲ့ဒါဆိုရင်ညီလေးတို့အရင်မှားပါပြီเนาะဘာလို့ချင်းချင်းဝယ်ပေးမယ်ဆိုတဲ့ဟာမျိုး ဆော့ဆော့ကစကားတွေကဇာတိပြတာရှိတယ်။နော်အရင်ကခွေးဖြစ်နေမှာမစေ။သူ့လက်ထက်မှာအရန်အရန်တောက်ပြောင်နေရမယ်။မင်းသားဖြစ်နေရမယ်။အာအဲ့လိုမျိုးပြောတာ။အဲ့လိုပြောရတော့မိန်းကလေးကစကားတွေကနေပြောဇာတိပြတာအမြဲမှတ်ထား။သူ့ပြောတဲ့ဟာတွေကိုအမြဲတမ်းနားထောင်။ကိုမေးတဲ့ဟာတွေကိုသူ့ပြန်ဖြေတဲ့ဟာတွေကအမှန်ဖြစ်ချင်မှဖြစ်နေမယ်။ဒါပေမဲ့သူ့ဘာသူပြောတဲ့စကားတွေကဇာတိပြတယ်။အဲ့တော့အရင်တည်းကခွေးဖြစ်နေပါစေဆိုတော့ तू อ่ะคว้ยหลออเซนตันမျိုးကိုจ่ายให้มูเวตบอไอ้หลอไม่ป่าววาอูล่ะเฟเจอร์ซินเนาะเมมแมก้าวสัวน่ะคว้ยหลออเซนตันမျိုးကိုไม่จ่ายอูอืมไอ้หลอမျိုးအเซนตันမျိုးจ่ายရယ်ဆိုရင်ညီလေးတို့ไอ้หลอမျိုးเมมမျိုးလာจ่ายတယ်ဆိုရင်ဘာမှဂုဏ်ယူစရာအကြောင်းမရှိဘူးเนาะအရေးအရန်အရေးကြီးရဲ့အဲ့တော့ तू အရင်ကจ่ายခဲ့တဲ့ယောက်ျားလေးဆိုတာ အခုလက်ရှိတွဲနေယောက်ျားလေးဆိုတာမင်းသားကိုအရန်ချောမှာပေါ့နော်သူစင်မေးတာဆိုတော့အဲ့ရောတစ်ချက်သွားပြီးတော့ကြည့်မယ်ချောမချောဆိုတာဒီမှာကြည့်ရအခုတွဲနေနဲ့ရေးစားနေသူပါလေကိုတိန်ကိုတဲ့သုံးမှာဘူးမွေးပေးမယ်တဲ့ဒီမှာရေးတာတဲ့နော်သုံးမှာဘူးလေးမွေးပေးမယ်တဲ့ကိုတိန်နဲ့ချဲလာ2022လောက်မှာကြိုက်မှုလို့ဖြစ်ကြပါလေဒါပေမဲ့မကြိုက်လိုက်ကြဘူးတဲ့နော် ခြေလို့မျိုးကအမွာမျိုးလို့ရဲ့ကိုတိန်းရတယ်တုံးမောင်ဘူးလေလိုချင်တာဆိုတော့ပြောလာအဲ့တော့သူ့ကိုတိပါတယ်လားဘာလုပ်လဲပလေးတက်ရို့နော်အဲ့တော့ကြည့်ကြည့်ရသူ့ပုံစံကတက်တူးရရှိတယ်နော်ပြီးတော့သူ့ပုံစံကမင်းသားနဲ့တူတာမတူးမလားမတူးမလားအဲ့တော့စဉ်းစားလိုက်စကားတွေကစာတိပြရဆိုမှန်တယ်မလားအရင်လုံးဝခွဲဖြစ်နေမှာမစိမ့် အခုဆိုရင်မင်းသားကိုတောက်ပြောင်စင်မင်းမှာပြောခဲ့တာနော်အဲ့တော့အဲ့လိုမျိုးမင်းကလေးကြိုက်တဲ့ယောက်ျားမျိုး မဖြစ်စင်နဲ့နော်မဖြစ်စင်နဲ့အဲ့လိုမျိုးအရင်ကဘာမဟုတ်ကောင်းတယ်ကြိုက်ခဲ့မိမရယ်ဆိုရယ်အတီမတွဲနဲ့နော်ဘာကြောက်ဆိုတော့အရင်ကမကောင်းတဲ့ယောက်ျားတွေနဲ့တွဲခဲ့ရဆိုရင်ပြဿနာဖြစ်ခဲ့ဆိုရင်မနေရောက်တဲ့အိမ်ပြွားရယ်မတီးဘူးခလေးရှိရရှိမှန် နော်ပြီးွားရင်မူးရစေးတုံးရင်တုံးမယ်အပြောမယ်ဖြစ်ဖြစ်ခင်မယ်နော်အဲ့လိုမျိုးဆိုရင်ညီလေးတို့လက်ထက်မှာအတီယူလက်မဆိုရောနွားဖြစ်သွားပြီနော်ဆရာပြောချင်တာမတ်ချယ်ဝင်တဲ့ကိုမိမက်ပြက်ကိုပြောစီရမောဒါပေမဲ့ဒါအင်္ဂါရက်ကိုပြောပြတာမိန်ကလေးအင်္ဂါရက်ဒီမအပြုတ်မူတွေကမိမက်ပြက်လေးမှာရှိတာများတယ်နော်အဲ့ဒါအရန်အရေးကြီးဒီလိုမျိုးမိမက်ပြက်အင်္ဂါရက်တွေရှိတဲ့ အမျိုးသမီးရဲ့တွေ့မှုပါနာပုံမအောင်မှာမရှင်းခေါ်တာပါအဲ့တော့ဆက်ပြီးတော့ကြည့်မယ်သူဘာပြောလဲဆိုတော့ပညာယူမယ်အရင်အရေးကြီးရယ်ပြမင်းကြီးတို့ဆိုသိရတယ်။ပြတခုရလာတဲ့ခါမှကြာအရင်တော့ကတော့ဒါအမှန်တိုင်းပြောပြကွာရည်သားထားရင်ကို့အန်းလာပဲလိုချင်တယ်ဘလို့ရောက်ကြလို့ရှိရင်ရှက်ဒါမျိုးရှိရခုကြအဲ့လိုမဟုတ်ကိုကပေးရတဲ့ feeling ပို့ကြိုက်တာကိုကပဲဘာလို့ကျွန်တော်ရောက်နေလို့ကျွန်တော်ဝယ်ပေးမယ်အဲ့လိုမျိုးကိုကအဲ့ feeling ပို့ကြိုက်တာတကယ်ပါဟိုကမိမတယောက်ကွာဒီငွေကြေးပုံမှာအချင်းမခံမဲနဲ့ပေါ့နော် relationship တခုတိဆောက်တာပြမိသားစုနဲ့ပြကိုကကိုကိုရရက်တည်နိုင်ပြီးတော့ကိုပတ်စံကိုရှာစားပြီးတော့ကိုလိုချင်တာကိုဝယ်နိုင်တဲ့မိမဖြစ်အောင်ပဲနေပါတယ်အဲ့လိုမျိုးဆိုတော့အဲ့ကောင်းပါတယ်ဟုတ်တယ်သူ့ကိုဘလာပဲပြောပြောမိန်းကလေးဆိုတာအာကိုရှာတာအဲ့လိုပြောတဲ့အတွက်ကြောင့်သူ့ကိုတွားပြီးအာမကိုရတဲ့အာကိုလိုက်ပြီဆိုရင်ညီလေးတို့ပြစ်သွားပြီ နော်အမြဲတမ်းမှတ်ထားတယ်။ तू ပြောခြင်းတဘွားမိန်းကလေးရယောက်ျားလေးဘာလို့ခြင်းလဲပါဇက်ဟလာရင် तू အလိုက်တတိနဲ့ဝယ်ပေးမယ်။อืมဒါကြောင့်ယောက်ျားလေးကခေါင်းဆောင်လေ။အာမိန်းကလေးရလေးစားရတဲ့ယောက်ျားလေးမျိုးသူ့ထက်တာယောက်ျားလေးမျိုးကိုကြိုက်တာ။နော်အဲ့ဒါကြောင့်အရန်အရေးကြီး။ဒီလိုမျိုးအမြဲတမ်းဝယ်ပေးမယ်ဆိုတဲ့မိန်းကလေးမျိုးဆိုအမြဲတမ်းလက်မခံနဲ့။ဘာကြောင့်လဲဆိုတော့ ယောက်ျားကောင်းယောက်ျားမြတ်ပညာရှိယောက်ျားယောက်ျားတော်ဆိုတာကမိန်းကလေးကိုစောက်ရှောက်နေနေကိုရင်ထဲကအချစ်အရာပို့ပြီးတော့တိုးပွားလာတယ်။တော့မိန်းကလေးကကိုအားကိုးနေတယ်ကိုကပို့ကြိုးစားနေတယ်ပေါ့လာတယ်။ဒီလိုမျိုးအဲနဲ့မိန်းကလေးကိုသွားကြက်မယ်ဆိုရင်ဒါညီလေးကိုဆယ်ကျော်တဲ့ဘဝဘာမှပတ်သက်မချနိုင်တဲ့ကိစ္စမရှိဘူး။ညီလေးကိုယောက်ျားဂုံရော့သွားတယ်။တော့တကယ်တော့ယောက်ျားဆိုရင်အတန်း 30ဝန်းကျင်အဲ့လိုမျိုးဆိုရင်ညီသေးတို့ရဲ့ဂုံရိုက်ချိုးရတူပဲအချစ်စစ်ကိုရေနှမ်းမှမခံစားရတော့ယောက်ျားလေးကအဓိကအချစ်စစ်ခံစားဘူးလို့ပြောကိုအမိုးအောက်မှာရှိတဲ့အမေအဖေဆွေမျိုးတွေညီကိုမောင်နှမပြီးပါရင်ကိုယ့်ရဲ့ချစ်သူကိုကာကွယ်စောင့်ရှောက်ထားပြီးတော့ပတ်စံနဲ့ဖြစ်စေအချိန်နဲ့ဖြစ်စေနော်လုံခြုံထားပေးနိုင်ရင်ပို့ပြီးတော့ဘဝကြီးကနေပြော့တယ် ဒီလိုမျိုးအန်းနဲ့အမျိုးသမီးရယ်ဆိုရင်အဲ့လိုအချစ်စစ်ကိုကိုကတိတ်မခံစားရတော့ဘူးနော်တမျိုးတော့ရှိတာပေါ့ကိုကပတ်စပ်ချူစားနေတယ်ဆိုရောပြေစားမရှိဘူးဆယ်ကျော်တက်နေတဲ့နော်အသက်20 30ချို့တွေ့ရမှာဆယ်ကျော်တက်ကောင်းလေးနေအသက်30 40မိန်းမတွေကအန်းလာဘာကြောင့်လဲဆိုတော့ဖြစ်ရှင်းနေမဲ့ဆယ်ကျော်တက်ကပတ်စပ်ဘာမှမရှာဘူးနော်ဆိုတော့အမျိုးသမီးတွေက30 40ဆိုရင်ယောက်ျားကောင်းနေတာသူ့ကိုမကြိုက်တော့ တက်ကြီးလာမကြိုက်တော့ဘူးလေဟုတ်တယ်ဟုတ်တယ်မီနန်နာလို့ကဘာပတ်တဲ့ယောက်ျားတွေနော်ကုမ္ပဏီပန်ရှင်တထေးရအသက်40 50ကိုကြိုက်ပါမလားမကြိုက်ဘူးလေသူဘလောက်ပဲချမ်းသာချမ်းသာမိမရဲ့ပတ်စံချမ်းသာတာကိုတကယ်တော်ရဲ့ယောက်ျားတွေကအထင်မကြီးဘူးနော်ပတ်စံကသူပတ်စံသူပတ်စံလားကိုကိုတပါမှကျူးမရှိယောက်ျားတွေတကယ်သဘောကျတာနော်မိမတွေကိုလေးစားမှုကိုစကားနာထောင်မှုပြီးွားရင်ဖြူစင်မှုနော်အပြိုစစ်စစ် အဲ့လိုမျိုးတွေတဘောကြအဲ့ဒါကြီးအဓိကတံမိုးထားတဲ့အရာတွေယောက်ျားနေနော်အဲ့ညီလေးတော့ဘာတံမိုးထားပါနဲ့လဲကိုမအမရေးထားတာပါလည်းဆိုလည်းပေတိုးနဲ့ဆွဆွမရတော့ဘူးအောင်နောက်တကြိုးပဲတန်းဆွဲပါဟုတ်တယ်မဟုတ်ပြောနေရကြည်ပါပြက်ပြီဆိုရင်ဘာကျိုးနဲ့ဆွဆွဆွဲလို့မရနောက်တကြိုးပဲလှမ်းဆွဲတာအဲ့လိုမျိုးစကားတွေကစာတွေကပြရနေပြီ အမှန်တမ်းပြပြရလေးဒါရှိစားထားသမျှအမှန်လေးအငါ့ကိုဘာဝယ်ပေးပါလို့မပူစားဘူးဒါအမှန်တမ်းပြပြကိုကပဲဒီခါကျတော့မှဒါအောင်ဒီဟာဆိုရင်သူ့အရမောင်းနဲ့လိုက်မှာပဲအဲ့လိုမျိုးဆိုဈေးဘယ်လောက်ကြီးကြီးနော်ကိုအတွက်ဆိုတော့မှကိုကစဉ်းစားသေးရဲ့ပြောစင်တာဖနှန့်ဆိုလို့ရှိရင်ကိုကအစစ်စီးတယ်မှာစီမံဒါပေမဲ့သူ့အတွက်ဆိုအစ်စ်ပဲဘယ်မှာအတုမပေးဘူးဒါအမှန်တမ်းပြောပြကလုံးတော့မရှိပါဘူးရှင်ရတယ်သဘောပြောပြရလေအမကဘောင်ကိုကို တဲ့ဈေးကြီးရယ်လေပြီးတော့တသိန်း2000လောက်ပါလို့ဖြစ်တယ်မလားယောက်ျားလေးပေါင်းမိရဈေးကြီးရယ်ကွာဒါအမှန်တိုင်းပြပါ2သိန်းကျော်လို့3သိန်းလို့ရတယ်โอเคသူ့အတွက်ဆိုရင်ဝယ်ပေးတယ်လို့ပြောသူနဲ့လိုက်မယ်ဆိုရင်အဲ့လိုမျိုးကိုကအဲ့လိုမျိုးရှိမှာရောမဟုတ်ကောဆောဆောဘာပြောလဲဆိုတော့ယောက်ျားလေးစီကဘာမှမတောင်းစုမှာဘူးအဲဒါမှမဆိုးเนาะဒါမဲမဲကောက်အင်္ဂါရဲလို့ပြောရတယ်เนาะ အရန်အေးကြီးမတောင်းဆိုဘူးဆိုတော့လေအခွေတခုကအမြန်လိုအပ်ပါမယ်တခုကရှိပါမယ်သူကမတောင်းဆိုပြောတာကပါဇက်အနေနဲ့ပြောစကားအနေနဲ့ပြောနော်အေးယောက်ျားလေးကောင်းတယ်ဆိုတော့အေးရီစာဟောင်းလောက်မှာနော်အော်ဒီပစ္စည်းလေးတွေ့လာမှဆိုရင် तू နဲ့ဆိုအရန်လိုက်ပါမယ် तू စဉ်းစားဟာရီစာဟောင်းအကြောင်းစဉ်းစားနေလို့မယ်အခုလက်ရှိဘဲရှိတာမှတခြားအရင်ရီစာဟောင်းစဉ်းစားနေတယ်အဲ့ကြောင့်ညီလေးကိုပြော ရင်းစားမြရဲ့ main candidate တွေကိုဘယ်တော့မှမတွဲနဲ့အတိမတွဲနဲ့ဆိုပြီးတော့မကြောက်တိပြီမလားတခုအကြောင်းတိုက်ဆိုင်သွားရင်ရင်းစားဟောက်တတိယပြီရင်းစားဟောက်ဝယ်ပေးခြင်းစေပေါ့နေအခုပေါ်တင်တူပဲပြောရတယ်နော်အဲ့ဒါကြောင့်အရန်အရန်အရေးကြီးပါတယ်အဲ့လိုမျိုးရင်းစားဟောက်တတိယနေတဲ့မပြတ်သေးတဲ့ main candidate ရှိပါသလားကိုမအောင်မှာ machine ခေါ်လာပါ ဟုတ်ဘူးအဲ့လိုလည်းမဟုတ်ပါဘူးကိုကဘယ်လိုပြောရမလဲသူကအန်တော့3000ဝန်းကျင်တော့ပြော US ဒေါ်လာဆို2000ခွင့်ပေါ့နော်အဲ့ဒါခုံယူပြီးပြောနေတော့မြန်ကလေးအဲအန်အဲ့ဒါခုံယူပြီးပြောနေအမကဖြစ်တင်လာတာနော်အရန်တော်တဲ့ယောက်ျားအရန်ကောင်းတဲ့ယောက်ျားအရန်မြင့်မြတ်ယောက်ျားဟုတ်သူသူ့ကိုရွေးတယ်သူ့ကိုမပစ်သွားဘူးဆိုတော့ဖြစ်ရမှာနော်သူကရေးစားရများခုံယူနေမိမက်ပြက်နေတာအင်္ဂါရဲတာအဲ့လိုပဲရေးစားများအောင်ခုံယူတယ် ပြီးပါရဲအန်းနန်အောင်ခုံယူတယ်နော်ယောက်ျားကောင်းယောက်ျားမြတ်ယောက်ျားတော်ထိန်းထားရတာကိုခုံမိတတ်ကြအောင်နော်အရက်အရက်အရေးကြီးဒါသူ့ကိုဆိုလိုအောင်မို့လို့ဒါမိမပြက်လေအများစုရဲ့အင်္ဂါရက်ကိုပြောပြတာဝါကိုနဲ့အဝင်ဝင်တက်ဖြစ်တဲ့ ice bar and yeah down like yeah ဖြစ်တယ်အမှန်တမ်းပြောပြတာဟိုဟာလေဘယ်လိုပြောမလဲရှေ့ရှေ့မှာသူ့ရဲ့ရှေ့မှာ တွဲခဲ့တဲ့ရေစားဟောင်းဆိုရင်ခြေက तू က तू ကဖောက်ပြန်သွားတဲ့ခါကျသူ့ကိုလေနှစ်နှစ်လောက်ထိုင်ရစ်တာသူ့ရဲ့အောက်မှာမန့်လာတယ်မလားငါရေစားဟောင်းကငါနဲ့ပြန်မရုပ်ဆိုးသွားပြီပါအဲ့ဒီကလေးဆန်တာပေါ့နော်သူ့ကိုလေဖိုးနေတာနှစ်နှစ်လောက်တည်းလားအဲ့မှာဘုမလုံးနေသွားတယ်အဲ့ဒီချိန်မှာကိုကနောက်ထပ်ဘဲရတဲ့ချိန်မှာအဲ့အဲ့ကိုနဲ့လက်ရှိမှာပြတ်သွားတဲ့ဘဲရကြကိုကသူ့ကိုလုတ်ခဲ့တာပြန်လုတ်တယ်ပေါ့နော်နင်းကဘာလုတ်တာလဲဘာညာပေါ့နော်နင်းနဲ့ငါနဲ့ကြိုက်တော့မှာဗစ်တညာဗစ်တအဲ့လိုမျိုးကြီးပေါ့ရှိရပေါ့ဒါတွေကဘာမှတော့မဟုတ်ပါဘူး ဟာဘာမှမဟုတ်ပါဘူး तू ပြောတာပဲเนาะနှစ်နှစ်တော့ပြတ်သွားတယ်အဲ့လိုဖြစ်တာကို तू ਆ ဆက်ပြီးတော့ထိုးနှံ့နေလို့ပဲเนาะအဲ့အကြောင်းပြောတာညီလေးတို့ရေးစားဟောက်ရှိရဆိုရင်အရန် तू မပြတ်သေးဘူးဆိုရင်အရန်အန်နေများတယ်เนาะ तू နှစ်နှစ်တော့ဟိုရေးစားအောင်မပြတ်နိုင်ကြည့်ဘယ်တော့ဆိုလဲအခုရေးစားရှိတော့မှဟိုအရင်ရေးစားတာပြန်ပြတ်သူ့ခံစားပြန်ချေရလို့เนาะ အဲ့ဒါကြောင့်အရန်အရန်အရေးကြီးရဲ့ညီစာဟောင်းနဲ့ပြတ်သွားတယ်ကတော့မှပြတ်သွားမှာအဆက်တမရှိတော့မှညီနေလို့မင်းတို့အတီးတွဲနော်မတွဲရဘူးမပြောဘူးတွဲတော့တွဲဒါပေမဲ့ emotionally investment မလုံးနဲ့တိတ်ပြီးတော့သူ့ဘက်ကအများကြီးကိုယ့်ဘက်ပါလာတော့မှလောကပြတ်သွားပြီဆိုတော့မှအဲနည်းနည်းစပြီးတော့သူ့ချစ်မချစ်ဆိုတာစဉ်းစားအောင်ရအစားကချစ်တယ်ဆိုလောကမစဉ်းစားနဲ့နော်ဒီမိန်းကလေး အပျော်တွဲကြည့်မယ်ပျော်မှတွဲမှာလေဟုတ်တယ်အပျော်တွဲကြည့်တာပြောတော့ပြောလူရအပျော်တွဲစကားမကြိုက်အမှန်ကပြောမှာဆိုတွဲတယ်ဆိုတာပျော်ဖို့တွဲတွဲလာအဲ့ရောအပျော်တွဲကြည့်နော်အပျော်တွဲကြည့်ပြီးရောမှအေးမစိုးကိုယ့်ဘက်အများကြီးပါလာပြီဆိုရင်ရေရှည်ထားဖို့အတွက်စဉ်းစားလို့ရတယ်နော်ဆက်ပြီးတော့နားထောင်အဲ့ကြောင့်အချစ်ပညာမင်းမကောင်းရကြရဆိုရင်ဒီ channel ကို subscribe လုပ်တာပါ ထင်းမိုင်ဘွားလည်းနေနေတာ။ယောက်ျားအဲ့လိုပြောရဲမိမအများဆိုတော့ तू တကယ်ကြိုက်ယောက်ျားနဲ့တွေ့ပြီဆိုရင်ချက်ချင်းပြုတ်သွားတာလေ။ तू ပြောတာနားမထောင်ဘယ်တော့မှမိမပြောစကား။အမေကြီးကလည်းဒါမန္တလေးပြပြကံပိုင်တော့လည်းရမှာပေါ့နော်လူတွေဆိုတာလေအကံတရားတွေမမြင်နိုင်ဘူးလေနော်အဲဒါအိမ်အောင်ရေးကံနေပါတယ်ညာဘသူနဲ့ညာမယ်ကိုလည်းမသိနိုင်ဘူးဒါပေမဲ့ကိုကတော့ဟိုရီးစားရှိတဲ့အချိန်လည်းရှိပါတယ်ယောက်ျားမီလိုချင်းဘူးကပြောတာဆောစော သုံးပါဘူးအောင်မွေးပေးမှပြော in i interview ဒီ interview ဘယ်လောက်မှမကွာဘူးအဲ့လာပဲမိမတွေပြောတဲ့စကားကိုမယုံနဲ့ तू အပြုတ်မှုအောင်ပဲအဓိကကြီးနေလေတော့เนาะဒီလိုမျိုးမိမတွေပါဇက်ပြောပြီးတော့ तू တကယ်လက်တွေ့လောက်တာနဲ့မတူတဲ့ဟာတွေရှိပါတလားညီတို့တွေ့မှုရဆိုရင်ကိုမအမရေးတာပါ ရှိတဲ့အချိန်လည်းမရှိဆွမ်းနာပတ်သက်လို့သူ့သူ့ရောကောင်ဖြူစင်နဲ့ကောင်မကြီးလိုဟန်ဆောင်ပြီးတော့မနေပါဘူးဒါရှိတဲ့အချိန်လည်းရှိပါရှိတဲ့အချိန်လည်းမရှိပါရဲ့ရေးအရေးကြီးအကြီးလေးတော့เนาะဘယ်တော့မှအမှားမလုံးမိစင်းတဲ့အလိုမျိုးဘာကြောက်လဲဆိုတော့မိမန်းကောင်းဟန်ဆောင်ထားတဲ့မိမပြတ်တွေအများရှိလောကကြီးမှာညီလေးတို့ကောင်းတဲ့ထင်ပြီးရွေးရတဲ့ဆိုရင်အများကြီးမှားသွားတယ် စောစောကချယ်ဗီသိန်းအဆိုတော်နည်းနည်းစိတ်ဝင်စားတော့ကြည့်တယ်သူကဘယ်လိုမျိုးလဲဆိုတော့တခြားအင်တာဗျူးပါပေးလာတာကြည့်တယ်ဒီအင်တာဗျူးတခုမှာเนาะသူပြောတဲ့ဟာကိုနားထောင်ပြီးတော့ဘယ်လိုမျိုးမိန်းကလေးမျိုးလဲဆိုတာညီလေးတို့ကိုမအောင်မှာရေးထားပါ အမွေးတဲ့ကိစ္စနဲ့တက်တယ်အမှန်တော့ချဲလို့မွေးဘူးကြာလာနေပြီ၄နှစ်လောက်ရှိပြီအဲညီတို့ပဲဟိုဘယ်လိုပြောမလဲအိမ်တော်တဲ့ရမ်းမဟုတ်ပဲနဲ့ပေါ့နော်ဒီ note legacy နဲ့ရှောက်သွားနေရပေါ့နော်အဲ့လိုပြောရလဲခံရပါဒါပေမဲ့ဟိုခုနောက်ပိုင်းကျအဲ့လိုတိတ်ပြီးတော့ ဗရာမွေးဖြစ်တာအများပေါ့နော်အဲ့လိုမျိုးတိတ်လေးလောက်ပဲကတ်ပြီးတော့ရှောက်သွားနေရပေါ့အဲ့လိုမျိုးဝတ်တော်လည်းဟိုဘယ်လိုပြောတင်းတင်းကြပ်ကြပ်လုံးလုံးဘယ်လိုပြောချစ်ချစ်လေးလေးရှိရပေါ့ကွယ်မဝတ်တော်လည်းပေါ့ပေါ့ပါပါနဲ့ဒီလိုဖြစ်တာပေါ့ကွယ်ခက်ခါလေးတော့ဖြစ်တာပေါ့အဲ့လိုမျိုးဟောအမြဲတမ်းအဲ့တိုင်းမတိတ်ပဲကတ်တော့တာမွေးတော်ပါရပါရပြောနေတာဘရာမိုးရဲ့အကြောင်းเนาะဒါကိုကြည့်ရအဖြစ် cherry တင်းကဘလို့အမျိုးသမီးမျိုးဖြစ်မှန်းထင်ပါလေတယ်ကိုမအောင်မှာရေးထားလာမှာညီတင်းတို့ရဲ့ညီမတွေတမီးတွေဆိုရောအဲ့လိုမျိုးပြောစေခြင်းပါလားရီမောမောနဲ့ဘရာမိုးရဲ့အကြောင်းတို့ရီစားအများကြီးထားတဲ့အကြောင်းရီစားရဲ့အားလုံးနဲ့ဆက်သွယ်ထားရဆိုတဲ့အကြောင်းတို့เนาะစောစောဟာမျိုးတွေပြောစေခြင်းပါလားကိုမအောင်မှာ ေးထားတယ်ပါမပြောစင်ချင်ဘူးဆိုရင်တော့ဒါတော့သဘောပေါက်တယ်ပြီနော်ဟေးအဲ့တော့ဘာကြောက်မင်းကလေးကညီလေးတို့မကြိုက်ရလဲကြည့်မယ်ဟေးဥပမာပြမယ်နော်ညီလေးတို့က6 pack ရှိရှိနေမယ်ပြီးွားရယ်ပြန်ကားပိုင်တဲ့တထိန်ဖြစ်ဖြစ်နေမယ်ပြီးွားရယ်လုံခြုံမှုပေးနိုင်တဲ့အိမ်ပိုင်ရှင်ဖြစ်ဖြစ်နေမယ် အမေရိကမှာနေတဲ့လုံခြုံရေးနိုင်ငံအိမ်ပန်ရှင်ဖြစ်မယ်ပြီးတော့အရင်တည်းစူးစမ်းတယ်အမေရိကမှာအသက်40အောင်ထိတ်ဆုံးအယောက်40မှာပါအင်ချင်မျိုးစောင်းနော်အာရှသားတယောက်နဲ့ကျန်းထားရေးအောင်ကပိုးတယ်နော်ပြီးတော့ကဘာလေးပတ်နေတယ်ရေခဲတော်သွားနေတယ်အေးစစ်စစ်အရန်တော်တဲ့ယောက်ျားဖြစ်ဖြစ်နေတယ်ဒါပေမဲ့ညီလေးတို့မိန်းကလေးကကြိုက်မှာမဟုတ် စောစောကချေဝင်တင်းရတယ်ကြိုက်ရှင်မှာကြိုက်နေမယ်။ဘာကြောင့်လဲဆိုတော့ तू ကြိုက်ပုံစံဒီလိုပုံစံလေး။တက်တူးတွေထိုးထားတယ်နော်အစိုးရဖြစ်ရဖြစ်မယ် तू ကဘသူလဲတိတာ။ကိုမမှမရင်ထားတယ်နော်ဒီလိုမျိုးရုပ်မျိုးဖြစ်ရဖြစ်နေမယ်။အဲ့တော့ချေဝင်တင်းဆို main လေးမျိုးကိုညီလေးတို့ကသွားပြီးချင်းခတ်ပြီးပြီဆိုရင်ညီလေးတို့ညင်းနေမှာပဲ။အကုန်ပြည့်စုံတယ်။အော်မီနန်နာရဲ့ဖြစ်တယ်နော်ကျိန်းနေတာတော့အဲ့ဒီယောက်ျားနှစ်ယောက်ဘေးနားထားကြည့်တယ်ညီလေးတယ်စောစောက ကိုတဲဆိုယောက်ျားဘေးနားနှစ်ယောက်ထားခဲ့တာ။ तू ကစေးလေးတောက်ရတောက်နေမယ်။စေးလေးတောက်မယ်အရဲတောက်မယ်။ဖဲချလိမ့်မယ်။လောင်းကစားလုပ်နေမယ်။တက်တူးတွေထိုးထားတယ်။နော်။ပတ်စံလည်းဘာလို့မှမရှိဘူး။နော်။ဒါပေမဲ့ तू ကအမ်းပေးတယ်။အမ်းကသဘောကျတယ်။ညီလေးကအောက်ပြေဆို6 special အမြဲကြိုးစားနေတယ်။စေးလေးမတောက်အရဲနဲ့မတောက်ဘူး။ဖဲနဲ့မချောက်ဘူး။နော်။ပြီးတော့မိမလည်းမရဲတဲ့ဘူး။စောစောကလူကြီးကမိမရဲရဲတယ်မောင်ပြောမရဘူး။ဒါအိမ်စမှာပြောပြတယ်။ ပြန်ကားရပိုင်တယ်၊နူတိုင်းကြိုက်တယ်။ယောက်ျားတိုင်းလိုချင်ဟာမိမကမိမတိုင်းစီးချင်ဟာပိုင်တယ်။လုံကြုံမှုပဲပေးနိုင်တယ်။အရေးချင်းရှိတယ်ပြီးတော့ကဘာပတ်နိုင်တယ်။ကဘာပတ်နိုင်ရောယောက်ျားကဘာမှာလူစားအရန်ရှာတယ်။အဲ့လာလာမှညီသေးလို့မယူဘာကြောင့်ဒီက။ तू ကဒါလေးကိုတန်ဖိုးမထားတဲ့လို့ကြောက်။နော်အဲ့လိုမျိုးအမျိုးသမီးကဒါမျိုးတွေတန်ဖိုးမထားတဲ့လို့လွတ်လွတ်လပ်လပ်ကဘာပတ်ချင်တဲ့ညီမချင်းမရှိဘူး။နော်အရေးချင်းအရန်တော်တဲ့ယောက်ျားမျိုးကို မကြိုက်ဘူး။ तू ကအန်အန်ကျင်တာ။နော်။ပြီးတော့ဒီလိုမျိုးအင်ဂျင်ယာမဲ့ယောက်ျားကိုကြိုက်တဲ့အတွက်ကြောင့်အင်ရှိရဲ့ယောက်ျားလေးကိုကြိုက်ရင်မှကြိုက်နေမယ်။နော်။ပြန်ငါရှိရဲ့ဒါပေမဲ့ तू ကအန်ကျင်တဲ့ကြောင့်ဘလီတကချင်ပဲကြိုက်ရင်ကြိုက်နေမယ်။စိတ်လေးတောက်တယ်အရက်တောက်တယ် तू ရဲ့စိတ်လေးတောက်ရင်တောက်မယ်အရက်တောက်ရင်တောက်မယ်။အဲဒါကြောင့်ကျမ်းမာမနိုင်စားဘူး။နော်။ပိန်ချုံနေတဲ့ယောက်ျားလေးမျိုးကိုကြိုက်ရင်ကြိုက်နေမယ်။ နော်အရင်ဘဝခွဲဖြစ်တဲ့ယောက်ျားလေးမျိုးသူကကဲတင်ခြင်းခြင်းနေမှာအဲ့လိုမျိုးမိမက်ပြက်နေဆိုတာညီလေးတို့ကြိုက်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့သူတန်မိုးထားအရာတွေကညီလေးတို့မှာမရှိတဲ့အတွက်ကြောင့်သူတန်မိုးထားအရာတွေကလည်းတာမန်စဉ်းစားကြည့်မှဆိုရင်မိမက်ပြက်ရင်တန်မိုးထားတဲ့အရာတွေနော်ဒါစောစောကကိုကချယ်ရီတွေကိုပြောမှာမို့နော်ဒါခြုံမိပြောတာမိမက်ပြက်တွေပြောပြတာ အဲ့ကြောင့်မိမက်ပြက်တယ်တမိုးထားအရာတွေညီလေးတို့မှမရှိဘူးဆိုတာတည်င်းကောင်းတည်င်းကောင်းနော်အဲ့ဒါကြောင့်အရင်အရေးကြီးတယ်စောစောဒီယောက်ျားကမြန်မာ passport ကိုခြံထားမယ်ညီလေးကအမေရိကန် passport ခြံထားတာပဲဒါပေမဲ့အမေရိကန် passport တမိုးမထားတဲ့အမျိုးသမီးတွေကညီလေးတို့ကြိုက်မှာလားမကြိုက်နိုင်ဘူးအရင်အရေးကြီးအဲ့ကြောင့် မင်းအစ်တယောက်ညီလေးတို့မကြက်ရနဲ့ဘာမှကိုယ့်အကူစိတ်ငြိစရာမလိုတော်တော်ကန်ဆိုးလို့အဲ့မင်းကလေးကညီလေးတို့မကြက်ရနော်သူ့မှာကန်ကောင်းမဲ့ကန်မပါတော့အကူတို့ရေစိုးမိုးနေတဲ့ကြောင့်ညီလေးတို့မကြက်ရညီလေးတို့ကတော့အမြဲတမ်းတော်နေတဲ့ယောက်ျားမျိုးဖြစ်အောင်လုပ်အောင်ပေါ့စတန်ဒါကိုတခြားကြည့်ရမှာကွန်ပဲလောက်အောင်ယောက်ျားအချင်းချင်းရှင်တဲ့အခါမှာကြာရင်ညီလေးတို့က safe space ရှိနေမယ် တိုင်ငါရှိနေမယ်အိမ်ရှိရအမေရိကန်နေတာနော်အရက်6ပေထေဆုံးအင်ချမ်ပီကျိုးဆောင်ကဘာပတ်နေတယ်အဲ့ဒါဆိုရင်ကဘာမွားရှိရအမေကကဘာမွားမပြောအမေကတော့မှာမှာ top 0.01%ယောက်ျားအရန်ရှားခဲ့တဲ့ယောက်ျား0.01%နော်ကဘာလက်ရှိနေမှာဆိုတော့0.001% အမေကားမှာအဲ့လိုယောက်ျားမျိုးရှာအောင်အရန်ခက်တယ်နော်အဲ့လားကြောက်တေချာစဉ်းစားကြည့်မယ်ဆိုအော်ကို့မှာဒီလိုမျိုးအရေးချင်းရှိရပဲရှိရဆိုဒီအမျိုးသမီးကတော်တော်ကန်ဆိုးရတဲ့ကြောင့်ညီလေးကိုမကြိုက်တာနော်အဲ့လားမျိုးဆိုရင်ဘာမှဝမ်းနေစရာမလိုညီလေးကိုကြိုက်တဲ့ကန်ကောင်းတဲ့မိန်းကလေးအတွက်နေရပေးတာပါဒီလိုမျိုးအချစ်ပညာပို့ပြီးတက်ချင်ဆိုရင် rich မြန်မာ daily advice for man အချစ်ပညာရှင် playlist ဆိုတော့ပါ အချင်းနဲ့ပတ်သက်တဲ့တင်တန်းတွေတက်ချင်တယ်ဒီနေ့တက်ပြီးတော့ဒီနေ့ကိုကြိုက်တဲ့မိန်းကလေးရကြတယ်ဆိုရင်နောက်ဆုံးဗီဒီယိုသွားတယ်တော့ဝါရင်ခုံမမှာဖြစ်စေကြိုက်တဲ့မိန်းကလေးရဖို့အချစ်ပညာတင်ယူရဒီ link နဲ့ click နှိပ်လိုက် description မှာရှိရအပေါ်ဆုံး link နဲ့ click နှိပ်လို့ရနော်ပြီးတော့ဆရာနဲ့တိုင်ပေးခြင်းနဲ့အခြေအမှဒုက္ခရောက်နေတယ်နော်အခြေအမှပိုအောင်မြင်ခြင်းဆိုရင်ဒါလေး click နှိပ်လို့ရ ဆရာအကြံပေးချင်တာအချစ်တက်တန်းတက်ပြီးတော့မှမိမအကြောင်းကောင်းနားနိုင်မယ်ဘလို့ဆွဲဆောင်နိုင်မယ်နီးတဲ့တွေဘယ်နေရာမှာမိမကောင်းကိုတွေ့နိုင်မယ်နဲ့เนาะယောက်ျားနဲ့မိမအကြောင်းတွေတေးချာနားလည်ပြီးတော့မှဆရာနဲ့တိုင်ပေးတယ်ဆိုရင် အောင်မြင်မဲ့ကင်ပို့ပြီးတော့ညပါတယ်အဲအကြောင်းအချစ်တင်တန်းတက်ပြီးတော့ကိုကြိုက်တဲ့မိန်းကလေးကိုရဖို့ကင်ညားကျဲဆိုရင်ဒီနေ့ပဲ register လုပ်တာပါ link တွေကို YouTube video description ကိုမှာရှိပါတယ် share လုပ်ထားပါ subscribe လုပ်ထားပါ